အေးလူတွေကဗာဏတိပန္တာဝေရမဏိသိခဝရံသမာရိယာမိစောင့်တည်နေမှသီလလို့ထင်းနေကြတာတကယ်ကစောင့်တည်တာက promise လုပ်တာပဲရှိတယ်ကိုယ့်ကိုအထိတ်ထန်လိုက်တာ မလုပ်ပါဘူးလို့ကိုယ့်ကိုဒိဋ္ဌန်ပြီးတော့လှုပ်ချင်လှုပ်လိုက်တာဆိုတာဒါအဓိပ္ပာယ်မရှိဘူးနော်မလုပ်ပါဘူးဆိုတဲ့အရာတစ်ခုကိုမလုပ်မိအောင်ထင်ရမလုပ်မိအောင်ရှောင်းနေလို့ရှိရင်သူအကုသိုလ်ဖြစ်သီလစောင့်တည်ထားလို့ရှိရင် တမာဒါနစေရနာလို့ဆိုရဆောက်တည်တဲ့ကုသိုလ်တော့ရသို့သောမလုံပါဘူးဆိုတာကိုတတိပဌာပဲနဲ့လုံလိုက်တယ်ဆိုရင်တီလကျိုးတယ်လို့ခေါ်တာပေါ့အဲဆောက်တည်မှုမရှိဘူးဆိုပါတော့ဗာဏာတိပါဒအမှုတရဝရကောင်ကိုတတ်ဖို့ကျုံလာတယ်ရှောင်လိုက်တယ်မတတ်ဘူးတမ္ပတ္တဝိရတိလို့ခေါ်တယ်ဆောက်တည်ထားလို့မဟုတ်ဘူးเนาะဆောက်တည်ထားလို့မဟုတ်ရှောင်လိုက် အဲ့တော့ရှောင်မှုကအဓိကဖြစ်တယ်။စောင့်တိမှုတဲ့ရှောင်မှုကပိုအဓိကကြာ။စောင့်တိထားပြီးမရှောင်ရင်အများကြီးပဲလေ။သီလတော့စောင့်တိထားရင်မရှောင်ဘူး။ဒီလိုဆိုလိုတာ။ရှင်းပါသီလတော့စောင့်တိလိုက်တာပဲ။ဘိုက်စာတော့မနေနိုင်တော့စားလိုက်တယ်။ဒါမှရှောင်တာခေါ်တယ်။အဲ့တော့ရှောင်တယ်ဆိုတဲ့နေရာကျမှသူကသီလရဲ့ဟိုစွန့်ရတတိယပေါ်လာတာ။ ။ရှောင်ရမယ့်ဟာကိုရှောင်ကိုရှောင်ရတယ်သူကဒီလိုအဲ့ဒီသဘောမျိုးဆိုတာဒါကြောင့်မို့ရှောင်ကျင်မှုဆိုတာစောင့်တိထားလို့ရှောင်တာကတမျိုးတွေ့လာတဲ့အခါမှာအတွေ့အကြုံနဲ့ရှောင်လိုက်တာကတမျိုးဘယ်တော့မှမလုံတော့ဘူးဆိုတဲ့စိတ်ရဲ့ပိုင်းဖြတ်မှုနဲ့ဒီဆရာကိလေသာတွေကိုဖယ်ရှားပြီးဖြစ်လို့စိတ်ပိုင်းဖြတ်သွားတဲ့သမုတ်စေတာဝိရတိ ကိလေသာတွေဖယ်ရှားလို့ဘယ်တော့မှမလုတော့ဘူးဆိုတဲ့ဟာကတခုရှောင်ကျင်မှုသုံးခုလို့စာပေကျမ်းကမှာဒီလိုဆိုတယ်